ားလုံးမင်္ဂလာပါ။မင်္ဂလာ Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့မင်္ဂလာ Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လုပ်ရအားပေးကြဖို့မေတ္တာရပ်ခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်စင်စက်ဖြစ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစလိုက်ကြအောင်ဗျ။မိတ်တီလာမှာရုရှားတွေကဆေးအုပ်စုကို လေရင်နဲ့ drone တင်နှံပေးနေကြောင်းသိရပါဗျ။မန္တလေးတိုင်းမိထီလာမြို့မှာရုရှားလူမျိုးအယောက်20ကဦးဆောင်ပြီးစစ်အုပ်စုကိုလေရင်အမောင်းတင်နဲ့ drone တိုက်ခိုက်မှုတင်နှံပေးနေတယ်လို့စစ်အုပ်စုအတိုင်းဝိုင်းနဲ့နီးစပ်သူသတင်းရင်းမြစ်ထံကသိရပါဗျ။ရုရှားတွေဟာမိထီလာမြို့ကဟိုတယ်တစ်ခုမှာတဲခိုကမရောက်နိုင်တစ္ဆာခံလက်နက်ကင်တွေကိုတင်နှံပေးနေတာလို့သိရပါဗျ။အဲ့ဒီလေရင်မောင်းတင်နဲ့ drone တိုက်ခိုက်မှုတင်နှံပေးနေတာလနဲ့ချီကြပြီးဖြစ်ကမကြခင်တင်နှံပြီးဆုံးတော့မယ်လို့ယူဆရပါဗျ။ စရုပ်စုရဲ့ပြီးသူအပေါ်လေကြောင်းဘုံကျဲတက်ပြတ်မှုတွေပုံမဆိုးရွားလာနိုင်ကြောင်းလည်းသတင်းရင်းမြစ်တွေကပြောပါတယ်။လေကြောင်းတက်ခိုက်မှုပိုဆိုးနိုင်တယ်ဆိုတော့တေချာတယ်။ဒီထက်ပိုဆိုးမှာပဲ။သူတို့ကငကိုတဲကရှုံးမဲမဲနေတာဆိုတော့လေဒီတင်နှံပေးတယ်ဆိုတာကလည်းဒီထက်ဆိုးွားတဲ့အခြေအနေတွေတွန်းအောင်လုပ်မှာပဲလေ။အဲ့ဒီအတွက်သူတို့ကနိုင်ငံခြားပညာရှင်တွေခေါ်ပြီးတင်တယ်ဆိုတာဒီထက်ပိုပြီးဖြည့်ဆည်းနိုင်အောင်လို့ပေါ့။အဓိကကတော့တင်နှံပေးနေတယ်ဆိုတာလေတထဲကဖဲသည့်တယောက်ကအတူပြုပေးတာဟုတ်တယ်ရုရှားတွေရောက်နေတယ် ်တင်နာတွေပြီးနေတယ်ဆိုတာဟုတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တငယ်ချင်းဖယဲသီးတယောက်ကအတီးပြူပေးတာလို့ CDM Leader အရာရှိနေတူကပြောပါတယ်တင်နာနဲ့ပတ်သက်တဲ့သိစိတ်ကိုစုံစမ်းနေစေဖြစ်ပါတယ်ဆေယုံစုဟာယခုရက်ပိုင်းမှာမိထီလာရှန်ဒဲလီတက်ဒေါ်အူနဲ့နေပြီးတော့အီလာလီတက်စခန်းတွေက Jet Fighter တိုက်လေရင် Y12 Y8 လေယာဉ်တွေပြန်တက်မှုအင်မတန်များပြားနေသလိုလေကြောင်းတိုက်ခိုက်မှုမရှိဘဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လက်တင်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDM Leader အရာရှိငယ်ကပြောပါတယ် တို့ကတင်နှံတစ်ခုပေးရင်လည်းတင်နှံပြီးရင်တို့ကပြစ်ခတ်စင်ပါရတယ်။ရိုးအမောင်းတင်ဆိုရင်တောင်လီယံမောင်းတင်နှံပြီးပြီဆိုတာနဲ့ပြစ်ခတ်စင်ကပါရပါတယ်။နောက်ပြီးတော့ဖြတ်ကျော်ပြန်တန်းတယ်ပေါ့။အဲ့ဒီလိုခေါ်တာပေါ့။နယ်ကျော်ပြန်တန်းတာသူကခီးစင်တွေတီအောင် အောက်မြေပြင်ရဲ့အနေထားတွေကိုတီအောင် နောက်ပြီးတော့လစ်ကျင်ပြစ်ခတ်စင်တွေပါတွေပါတဲ့အတွက်အဲ့ဒီအတွက်ကြိုးပြီးတော့မပြစ်ခတ်သေးပဲနဲ့ပေါ့။တင်နှံအနေနဲ့သွားတာရှိတယ်။သွားပြီးတော့ဒီနေရာတွေဒီနေရာတွေအောက်ကနေမြေတွေကိုကျွမ်းတင်အောင် ပြတာလည်းရှိတယ်။အဲ့လိုတင်ရတာ ပြစ်ခတ်စင်ပါလာရင်တချို့ကမတိကြဘူးဆိုတဲ့ဟာတွေကလည်းတင်နန်းသားတွေလာပြီးတော့ပြစ်ခတ်လို့မတိကြတာတွေလည်းဖြစ်နိုင်တယ်လို့စီဒီယမ်လီတက်အရာရှိငယ်ကထပ်လောင်းပြောပါတယ်။ဇေယုစုဟာနယ်မြေဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမှန်များပြားလာတာနဲ့အမျှလေကြောင်းဘုံကျဲမှုတွေပုံမှန်ပြင်းထန်လာမှာဖြစ်တဲ့အတွက်ကြောင့်တော်လှန်ရေးရဲဘော်တွေပြည်သူတွေအနေနဲ့ပုံမှန်သတိထားသင့်တယ်လို့သူကပြောပါတယ်။ဇေယုစုဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်း နိုင်ငံတော်ဝန်တနေ့ကို6ဒိန်းနဲ့9ဒိန်းကြားတာလေကြောင်းဘုံကျဲခဲ့ရာယခု2025ခုနှစ်မှာတနေ့ကို8ဒိန်းနဲ့10ဒိန်းကြားလေကြောင်းဘုံကျဲတက်ဖြတ်နေတာလို့သူတေသနာအဖွဲ့ကဆိုပါတယ်စေအုပ်စုကစာတင်ကြောင်းနဲ့ဆေးရုံဆေးကားနဲ့အရသာပြည်သူနေထိုင်ရာနေရာတွေကိုပိတ်မှတ်ထားပြီးဘုံကျဲတက်ဖြတ်နေတယ်လို့တော်လှန်ရေးစိုးမိုးနယ်မြေကအကြောင်းတွေဖွင့်လင့်စာတင်ကြားနိုင်မှုမရှိဘဲယာယီပိတ်ထားရပါတယ်ပြီးခဲ့တဲ့မေလအတွင်းစေအုပ်စုကနိုင်ငံတော်ဝန်လေကြောင်းဘုံကျဲတက်ဖြတ်မှု344ကြိမ် ကျူးလွန်ခဲ့ရာဘုံထီမာလို့အသက်16နှစ်အောက်ကလေးသူငယ်40ကျော်အပါဝင်လူ200ကျော်တည်ဆုံးက400ကျော်တန်ရာရပြီးစာတင်ကျောင်း18ကျောင်းဆေးရုံဆေးခန်း6ခုဗျာစေတီတာတနိကအဆော့အုံ7လုံးနဲ့နေအိမ်340လုံးထိခိုက်ပျက်စီးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်။တပိတ်ကောင်းဆောင်ကိုဝေမိုးနိုင် မုံရထောင်ကနေဥပိုလ်ထောင်တို့ပြောင်းရွှေ့ခံရကြောင်းသိရပါတယ်။ ကျွန်တော်ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာတော်တော်လေးကိုစိုးရိမ်ပါတယ်။အဲဒါကြောင့်ဗီဒီယိုထုအနေနဲ့ထောင်ထဲကသတင်းတွေကိုအမျက်မပြတ်နှာစွန့်ပေးနေကြဖို့မဟုတ်တော့လို့ရှိရင်ဖိနှိပ်ခံရတဲ့နိုင်ငံရဲ့အကျဉ်းသားတွေဘက်ကနေရည်တည်ပေးကြဖို့မေတ္တာရခံနာပါတယ်။လူထုတပိတ်ကောင်းဆောင်တူဦးဖြစ်တဲ့ကိုဝေမိုးနိုင်ကိုမုံရထောင်ကနေမန္တလေးဦးဘူအကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်ကြောင်းသတင်းရရှိပါတယ်။ဒီကနေ့ဇွန်လ12ရက်နေ့မနေ့ပိုင်းမှာမုံရွာအကျဉ်းထောင်မှာနှစ်ရှည်ထောင်တာကြာခံနေရတဲ့လူမှုတပိတ်ကောင်းဆောင်တူဦးဖြစ်တဲ့ကိုဝေမိုးနိုင် ်ကိုမလေးဥပ္ပိုလ်အချင်းထောင်ကိုပြောင်းရွှေ့လိုက်တာဖြစ်ကြောင်းဘုံရလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကိုရှင်းတန်က ပြောပါတယ်။ထောင်မှာအချင်းသားများလာတာရဲ့ပိုပြီးဖိနှိပ်ခြင်းလို့ပြောင်းလာလဲပါပါတယ်လို့ကိုရှင်းတန်ကပြောပါတယ်။ရခင်ကမုံရွာအချင်းထောင်မှာနိုင်ငံရေးအချင်းသားများအားမလေးထောင်တို့ပိုပြီးရိုက်နှက်နှိပ်စက်ပြီးနောက်မြင်းချန်အချင်းထောင်တို့ထပ်ပို့လိမ့်ရှိကြောင်းယခုလည်းမလေးထောင်တို့ရွှေ့လိုက်တဲ့အတွက်စိုးရိမ်နေရကြောင်း၎င်းကပြောပါတယ်။ကျွန်တော်ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာတော်လေးကိုစိုးရိမ်ပါတယ်။အဲဒါကြောင့်ဘီလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကိုအမြဲမပြတ်နားဆွင့်ပေးနေကြဖို့မဟုတ်တာလို့ရှိရင် ဖိနှိပ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဘက်ကယက်တီပေးကြဖို့မြစ်တရက်ခံပါတယ်လို့ကိုရှင်းတန်ကတောင်းဆိုပါတယ်စုကောင်စီကအာဏာသိမ်းပြီးနောက်မုံရမြို့မှာအေးချမ်းစွာဆန္ဒပြခဲ့တဲ့မုံရွာတပိတ်ကောင်းဆောင်ကိုမွေမိုးနိုင်ကို2021ခုနှစ်ဧပြီလ15ရက်နေ့ကစစ်တပ်ကနေကားနဲ့တိုက်ပြီးဖမ်းဆီးထောင်ချခဲ့ပါတယ်အဲဒီနောက်ပုံမှန်ပေါင်းစုံနဲ့စစ်ကောင်စီကတရားစွဲဆိုပြီးထောင်ဒဏ်290ကျော်ချမှတ်ထားပါတယ်မြန်မာနိုင်ငံတွင် မတည်ငြိမ်သည့်နေရာများမှာပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီးပညာတက်မြောက်မှုအားနည်းခြင်းနဲ့တည်ငြိမ်တွေးခေါ်နိုင်မှုအားနည်း၍အကြမ်းဖက်လုပ်ငန်းများလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့မြောက်နိုင်ကပြောပြပါမယ်။မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်နေသည့်နေရာများပညာရေးအားနည်းသည့်နေရာများဖြစ်ပြီးအတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့တည်ငြိမ်တွေးခေါ်နိုင်မှုအားနည်း၍အကြမ်းဖက်မှုများအားလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မြောက်နိုင်ကပြောပါရယ်။ပြင်းလွင်မျိုးအမှတ်၃အခြေခံပညာထက်တန်းကျောင်းတွင်၎င်းကအထက်ပါ၌ပြောဆိုလာခြင်းဖြစ်ပါသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလက်ရှိသည့်မတိမယိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မိဆိုရင်ပညာရေးအားနည်းသည့်ဒေသများတွင်ပုံမှုဖြစ်ပွားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်းအတမ်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့တည်မြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကျန်းဖက်မှုလုပ်ရများကိုလှုပ်ဆောင်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံများ၏လူမှုဘဝစီးပွားများကိုပါထိခိုက်လာစေကြောင်းမဲအောင်နိုင်ကပြောဆိုပါရယ်ထို့ပြင်ပြည်အားဝန်ထမ်းများပါဝင်နိုင်ငံဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရလိုအပ်မည်ဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရလိုအပ်ကြောင်းမိမိတို့တာဝန်ယူထားရသည့်တာဝန်များကိုခြေပြင်းစွာထားဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုခြေပြင်းရမည်ဖြစ်ကြောင်းမေအောင်နိုင်ကပြောဆိုပါသည်အတမ်းပဲစကောင်းဆောင်မေအောင်နိုင်ကဂျွန်လ9ရက်နေ့တွင် ပြည်ထောင်လွှတ်တော်လာရောက်ခဲ့ပြီးဂျွန်လ17ရက်နေ့တွင်ထပ်မံ၍ပြည်ထောင်လွှတ်တော်ထပ်မံစစ်ဆေးမှုများလို့ဆောင်နေကြောင်းဂျွန်လ9ရက်နေ့မှစ၍ပြည်ထောင်လွှတ်ရေးတွင်ရောက်ရှိနေထိုင်သည်ဟုသိရှိရကြောင်းတပ်သတင်းရင်းမြစ်တချို့ကပြောဆိုပါသည်မြန်မာလူခွင့်ရေးကိစ္စရပ်တွေကို နိုင်ငံရေးပုံသွင်းတာကန့်ကွက်တယ်လို့တရုတ်ကပြောပါတယ်။မြန်မာနိုင်ငံရဲ့လူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကစန့်တင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယအမြဲတမ်းကိုယ်စားလှယ်ကပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်မှ96မြန်ဆောင်18နှစ်အရပြုလုပ်တဲ့အလို့သဘောဆွေးနွေးပွဲမှာသူကအခုလိုကြေညာချက်တည်းထုတ်ပြန်ခဲ့တာပါ။လူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးဆက်သွင်းတာကိုကျွန်တော်တို့ကန့်ကွက်ပြီးအဲ့လိုကိစ္စရပ်တွေပေါ်ဖိအားပေးတဲ့အလေ့အကျင့်ကိုပယ်ချပါရတယ်လို့၎င်းကဆက်ပြောပါရတယ်။ ်မြန်မာနိုင်ငံကလမ်းပြည့်အခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်ရှောင်နှမှုအထုတ်ချာအာဏာလွတ်လပ်ရေးပိုင်နက်နယ်မြေတည်ထောင်မှုတိုင်းပြည်တည်ငြိမ်ရေးကာကွယ်စောင့်ရှောက်မှုကိုချစ်ကြည်ယဉ်နီသောအိန္ဒိယတိုင်းပြည်အနေနဲ့တရုတ်နိုင်ငံကထောက်ခံတယ်လို့သူကဆိုပါတယ်အာဆီယံအဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လက်ညှိုးမြေပုံကအပြန်အလှန်တွန်းအားပေးပြီးထိတိယရောက်အကောင့်ထဲပို့ဆောင်မှုတရုတ်နိုင်ငံကမျှော်လင့်တယ်လို့စန်လီကပြောပါတယ်နိုင်ငံတကာတိုင်းဝမ်အနေနဲ့တင်းမာမှုတွေမြင့်တက်အောင်လို့မဟုတ်အခြေအနေရှုပ်ထွေးအောင်လှုပ်ဆောင်တာတဲ့ တူညီမှုတွေကျင်းပအောင်ပြည်ထနာတွေကိုဖြည့်ရှင်းနိုင်ရေးအလေးထားတဲ့လို့၎င်းကထောက်ပြပါတယ်။မြန်မာပြည်သူတွေဟာလက်ရှိမှာစစ်ပွဲရပ်တန့်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီးဒီဥနိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီးအပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံကဒီအမှုနဲ့ပြန်လည်တင်းမြေရရှိဖို့အကူအညီရမှာကျွန်တော်အပြုသဘောဆောင်တဲ့ခန်းကဏ္ဍကနေဆက်ပြီးပါဝင်ပါမယ်။နိုင်ငံတကာတိုင်းဝန်ကလည်းအဲဒီလိုညီမချင်းနဲ့ လှုပ်ဆောင်မှုကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်တို့နေရပြန်ရေးနှစ်နိုင်ငံကြားဆွေးနွေးမှုတွေမှာတစဉ်ဖြစ်ရှင်းရမှာဖြစ်ကြောင်းတရုတ်နိုင်ငံကတန်တမာရေးတိုးပမှုတွေမှာပါဝင်ခဲ့ပြီးနှစ်နိုင်ငံစလုံးတို့လူသားချင်းစာနာမှုကူညီတွေပေးအပ်ခဲ့တယ်လို့စန်လီကပြောပါတယ်